ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာရှိတဲ့မင်္ဂလာဆောင်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာသူတို့သမီးအပါအဝင်ပြည်သူ၁၀ဦးတေဆုံးပြီးတော့၂၀ကျော်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ25ရက်နေ့မနက်7:55မိနစ်အချိန်မှာဘကိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးရွာမှာရှိတဲ့မင်္ဂလာဆောင်ပြုတ်လုံနေတဲ့နေအိမ်ပေါ်ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲချမှုကြောင့်ပြည်သူ10ဦးသေဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိသူ20ကျော်ရှိခဲ့တယ်လို့သိရပါဗျ။ မြို့နယ်အပိုင်းကရွှေတင်မြို့နယ်ထဲမှာတော့မဟုတ်ဘူးကြောက်ကြီးမြို့နယ်ထဲမှာပါဒီမနက်8:55မိနစ်အချိန်မှာကျွန်းကြီးကျေးရွာထဲမှာရှိနေတဲ့မင်္ဂလာဆောင်နေအိမ်ကိုလေးချောင်းကနေပြီးတော့ဘုံကျဲတက်ခိုက်သွားတာပါအခုထတ်တိုးတာကပြည်သူ10ဦးတေဆုံးသွားပါတယ်ဒဏ်ရာရတဲ့သူအယောက်20ကျော်ရှိတယ်သူတို့သမီးလည်းဆုံးသွားပါတယ်၄နှစ်အရွယ်ကလေးနဲ့6နှစ်အရွယ်ကလေး2ဦးလည်းဆုံးသွားပါတယ်လို့တောင်ပိုင်းတိုင်းစစ်ရေးသားသတင်းရင်းမြစ်ကရှင်းပြထားပါတယ် ကြောက်ကြီးမြို့နယ်အတွင်းမှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားစစ်ရေးတင်းမာမှုများ ဖြစ်ပွားနေပြီးတော့နယ်မြေစုံမှုမှာတော်လိုင်းတပ်များကသာအဓိကစုံမှုထားတယ်လို့သိရပါတယ်စစ်တပ်ကဒီကနေ့မနက်ပိုင်းကလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတေဆုံးသွားတဲ့သူတွေဟာအယက်သားပြည်သူများသာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ